ငလင်းတဲ့ကြီးကျယ်တင်ခဲ့တဲ့သခိုင်းနဲ့မန္တလေးမှာလေရောမိုးပါအပြင်းထန်ရွာချနေပြီလို့သိရပါတယ်။အင်အားဖြင့်ငလင်းတန်ကိုလူလဲခံရတဲ့မန္တလေးနဲ့သခိုင်းမှာဒီနေ့ AB လ9ရက်ညအုပ်ပိုင်းမှာမိုးနဲ့လေတီးထန်စွာရွာသွန်းနေကြောင်းသိရပါတယ်။ လူ၃000ကျော်တိုက်ဆုံးခဲ့ပြီးတိုက်တာအဆောင်ဖျားစီဒီပထိုးတွေတာတနိကအဆောင်ဘာသာရေးဆောက်ပုံအများစွာဖျက်ဆီးဆုံးရှုံးခဲ့ရတဲ့အင်အားပြင်းကလေးတဲ့ကြောင့်ပြည်သူတွေဒုက္ခပင်လယ်ဝေနေကြမှာပဲခုလိုမိုးတဲ့လေသဲထန်ရွာသွန်းခြင်းဟာရေမြစ်သူဝါကူထိုးခြင်းဖြစ်ကြောင်းမန္တလေးနဲ့စကိုင်းဒေသခံတွေကညင်းညူကြပါတယ်မိုးရောလေရောတတော်တော်သဲရွာနေတာလို့ငလင်တန်သိဒေသခံတွေကပြောပါတယ်မလ28နေ့လပိုင်းကလှုပ်ခဲ့တဲ့ပြည်အား9.8 အစင်းမြင့်ရှိအင်အားပြင်းကလင်ကြီးကြောင့်စကိုင်းမန္တလေးနေပြီးတော့ဘကိုးရှမ်းပြည်နယ်တောင်ပိုင်းပါဝဲဒေသချုံမှာလူ3000ကျော်တိုက်ဆုံးခဲ့ကြောင်းသိရပါတယ်။လက်ရှိမှာကလင်တနစ်စစ်သားတွေကိုရေပေါ်ခြေနေကြညာထားပြီးရေပေါ်ကူညီခဲ့စေတဲ့ဝိုင်းဝန်းလို့ဆောင်နေရတဲ့ခြေနေမှာဖြစ်ပါတယ်။နေအိမ်တွေပြိုပြတ်သွားတဲ့အတွက်ကြောင့်နေအိမ်ပြိုပြတ်တဲ့သူတွေဟာမန္တလေးမှာဆိုရင်ကျုံးပက်လေကျုံးတောင်ဘက်တို့မှာယာယီတဲတွေထိုးပြီးတော့ဖြစ်တယ်လို့လေးနေနေရတာလည်းဖြစ်ပါလေ အားဖြင့်လူနာတွေအများများပြားလို့နေတဲ့ကြောင့်စေုံစေကန်းတွေမှာဆိုရင်စေုံတွေပြပမာကိုခရင်နေထားပြီးလူနာတွေကိုကုသနေရတဲ့အခြေအနေမှာရှိပါတယ်။ကဲဇယ်ရေးဖွဲ့တွေဆိုရင်လည်းကဲဇယ်နေရတဲ့နေရာဝန်းကျင်မှာပဲညာပဲဆိုရင်အခင်းတော်မခင်းနိုင်ပဲ platform ကောင်းပြီးအိတ်နေရတဲ့အခြေအနေမှာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာလေယောမောတီးထန့်စွာရွာတချလိုက်ခြင်းဟာတတော်လေးကိုဒုက္ခရောက်ပြီးအခက်အခဲတွေ့နေပါလိမ့်။ဘာများတက်နိုင်ပါလဲလို့မျိုးကန်တွေကပြောပါလိမ့်။ မြန်မာငလင်ပေးအတွက်ရှာဖွေခဲ့စရာမှာစင်ကာပူနိုင်ငံကတော့တခြားနိုင်ငံတွေနဲ့လုံးဝမတူဘဲစက်ရုပ်ပိုးဟတ်တွေပါဆေးလွတ်လိုက်ပြီပဲဖြစ်ပါတယ်။အဲဒီလိုမျိုးပိုးဟတ်စက်ရုပ်ကိုအသုံးပြုပြီးတော့ငလင်ပေးမှာရှာဖွေတာဟာမြန်မာနိုင်ငံဟာပထမဦးဆုံးလို့တောင်ပြောလို့ရပါတယ်။လူ၃တောင်ကျော်သေဆုံးပြီးဖြစ်စေခဲ့တဲ့ပြင်အား9.9ငလင်ကြီးလှုပ်ခတ်ပြီးနောက်ရှာဖွေကယ်ဆယ်ရေးကြိုးပမ်းမှုတွေကိုကူညီဖို့စင်ကာပူနိုင်ငံကနေပြီးတော့ဆယုပ်ပိုဟတ်တွေကိုဆေးလွတ်လိုက်ပြီဖြစ်ပါတယ်။ ဆယ်ကောင်တိတိရှိတယ်လို့သိရပါတယ်အဲ့ဒီဆဲဥပိုးဟန်ဆိုတာဟာကြောဘက်မှာကင်မရာစင်ဆာနဲ့အီလက်ထရောနစ်ပစ္စည်းများတက်ဆင်ထားတဲ့ပိုးဟန်အရှင်ဖြစ်ပါတယ်အုတ်ကြုံအုတ်ကြားလေးကိုတော့မှသွားနိုင်ပြီးတော့ကင်မရာနဲ့ရိုက်ပြီးဘသူတွေဘမပိတ်မိနေလဲဆိုတာလမ်းညွှန်ပြသနိုင်တဲ့ဆက်ရုပ်ရောလည်းဖြစ်ပါတယ်ဒါအပြင်ဘယ်လမ်းကြောင်းကနေဘလို့သွားပြီးကြင်ရင်အနည်းဆုံးဖြစ်မယ်ဆိုတာကိုပါသက်သေပြနိုင်တယ်လို့သိရပါတယ်ဒီဆဲဥရိုဘော်တွေကိုမြန်မာဝလေချောင်းပြည့် ို့ဆောင်ခဲ့တာဖြစ်ပြီးမလ30ရက်နေ့မှာစင်ကာပူရဲဘက်ကာကွယ်တပ်ဖွဲ့ SCDF ရဲ့ Operation Lion Heart ဖွဲ့နဲ့ပူးပေါင်းထားပါတယ်ဒါဟာကမ္ဘာပေါ်မှာပထမဆုံးအကြိမ်ဖြစ် Cyborg ပိုးဟတ်တွေကိုလူသားချင်းစာနာမှုလုပ်ငန်းတစ်ခုမှာအသုံးပြုခြင်းဖြစ်ပါတယ်ဒီပိုးဟတ်စရုပ်တွေကိုလူသားချင်းစာနာမှုကူညီမှပထမအဆုံးကျင်းနယ်ဖြန့်ပြီးတော့အသုံးပြုခြင်းလည်းဖြစ်ပါတယ်ဒီပိုးဟတ်တွေကိုစင်ကာပူအစိုးရရုံးတစ်ခုဖြစ်တဲ့ Homedin Science and Technology Agency နိုင်ငံရေးပညာတက္ကသိုလ်နဲ့ Class Engineering and Solution တက္ကသိုလ်နဲ့ထုတ်ကုန်ဖော်ဆောင်မှုလုပ်ငန်းတွေကဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒီစရုပ်ပိုဟတ်စေကောင်ကိုမလ30ရက်နေ့ကမြန်မာနိုင်ငံမှာပထမဆုံးဖြန့်ချိခဲ့ပြီး AB3 နေမှာနေပြီးတော့မှထပ်မံအသုံးပြုခဲ့ပါတယ်။ဒီပိုဟတ်တွေကြောင့်အသက်ရှင်ကျင်းသူတွေကိုတွေးရှိခြင်းမရှိပေမဲ့လည်းဒီ cyber ပိုဟတ်တွေဟာငလင်းတဲ့အစိုးဆုံးခံရတဲ့ area တချို့မှာ shop ဖွဲ့ကစေးဖွဲ့ဦးတော့ကုညီပေးထားတယ်လို့သိရပါတယ်။ ပြောရမယ်ဆိုရင်တော့စင်ကာပူဟာမလ29ရက်နေ့ကအဖွဲ့ဝင်80ပါတဲ့ဖွဲ့တစ်ခုနဲ့ရှာဖွေရေးခွေးလေးကောင်ကိုမြန်မာကိုဆေးလွတ်ခဲ့တာပါအဲ့နောက်တရက်ကြာမှာနောက်ထပ် engineer လေးဦးနဲ့စေုပ်ပိုဟတ်စေကောင်ကေဇဲလုပ်ငန်းမှာဆက်ပြီးတော့ပူးပေါင်းပါဝင်ခဲ့ပါတယ်အနီအောက်ရောင်ကြီးကင်မရာနဲ့ sensor တွေတပ်ဆင်ထားတဲ့ Madagascar ပိုဟတ်တကောင်စီတိုင်းဟာအရှိအအဖြင့်6စင်တီမီတာခန့်ရှိပါတယ်တင်းငယ်တဲ့ရွယ်စားကြောင့်အပြက်စီးအုတ်ကျိုးအုတ်ပဲ့တွေအောက် သိငယ်တဲ့နေရာလေးတွေမှာလမ်းကြောင်းရှာသွားလာနိုင်ပြီသူတို့ကိုအဝေးကနေထိချုပ်နိုင်ပါတယ်သူတို့ရဲ့လှောက်ရှားဆွဲမှုကိုကင်မရာကနေထောင်လန်းလို့ရပါတယ်ပိုးဟက်တွေကိုလုံးစုံပေးဖို့နဲ့သူတို့ရဲ့လှောက်ရှားမှုကိုထိချုပ်ဖို့ clear စီပစ္စည်းတွေကိုသုံးပြပါတယ်ကင်မရာတွေစင်ဆာတွေကတစ်စိစုံစမ်းရရှိတဲ့အချက်လက်တွေကိုစက်ကနေပြီးတော့တစင်အချက်ပေးပြီးဒါဟာအပျက်စီးတွေကြာအသက်ရှင်မှုလက္ခဏာများရှိသလားဆိုတာစူးစမ်းစစ်ဆေးနိုင်ပါတယ်။အဲဒီတော့အဲ့ဒီချက်လက်တွေကို wireless နဲ့ engineer တွေထိုင်ပြန်ပို့ပေးပြီးအရင်းမြစ်တွေဖြန့်ကျက်အသုံးချမှုနဲ့အတူ အဲ့ဒီရှာဖွေရေးအဖွဲ့တွေကိုကူညီပေးနိုင်တယ်ဆိုပါတယ်ဒီစေဝရပိုင်းဘူခရီကသူတို့တနာနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းလှုပ်ဆောင်မှုအစင်းမှသာရှိနေစေဖြစ်ပါတယ်ဒါပေမဲ့မြန်မာငလင်ဘေးဒုက္ခဆိုကြောင်စင်ကာပူရဲ့ကျွပတ်မှုကို ဖြည့်ဆွတ်ကူညီဖို့အခုနီးပညာကိုအသုံးချစေခဲ့တယ်လို့သိရပါတယ်ကမ္ဘာလူသားချင်းစာနာမှုကူညီများပြားမထောက်ပံ့နိုင်ဘူးလို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကအတည်လင်းဝန်ခံပြောလိုက်ပါတယ် ABL နဲ့ကပြောကြလိုက်တာပြီမြန်မာငလျင်အတွက်တခြားချမ်းသာကြောတဲ့နိုင်ငံတွေကပုံမှုထည့်ဝင်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ကျွန်တော်တို့ကကမ္ဘာအစိုးရမဟုတ်ပါဘူး။တခြားသူတွေလိုပဲလူသားချင်းစာနာမှုကူညီတွေပေးမှာပါ။တနိုင်ကြမြအကောင်ဆုံးလှုပ်ဆောင်ပါပါ။ဒါပေမဲ့အဲ့ဒါနဲ့ဟန်ကျက်ညောင်လုပ်ရမယ်။တခြားလိုအပ်ချက်တွေရှိပါသေးတယ်လို့မာကိုရူဘီယိုကပြောပါတယ်။အမေရိကန်သမ္မတထရန့်ဟာသမ္မတတော်ဝင်စတင်ထမ်းဆောင်တဲ့နေ့မှာနိုင်ငံရဲ့ခြားကူညီအားလုံးကိုရက်60စိုင်းငံ့ဖို့မိန့်ထုတ်ပါတယ်။ ဒီ main ကြောင့်ကမ္ဘာတစ်ဝန်းမှာရှိတဲ့ American နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး agency USA ရဲ့အစီအစဉ်လေးအများပြရစမ်းလိုက်ရတဲ့အတွက်အသက်ကရိတ်ခါနဲ့စေဝါကူညီပံ့ပိုးပေးမှုကိုအဟန့်တောင်းဖြစ်စေခဲ့ပြီးကမ္ဘာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းတွေအားလုံးကိုဗျံပဒါဖြစ်စေခဲ့ပါတယ်။ Marco Rubio ကကမ္ဘာလူသားချင်းစာနာထောက်ထားမှုကူညီတွေရဲ့60%ဆရာကနှုန်းကို American ကပဲပေးရမယ်လို့မျှော်လင့်တာဟာမှားများတဲ့လုပ်ရပါ။ကမ္ဘာပေါ်မှာချမ်းသာတဲ့နိုင်ငံတွေအများကြီးရှိပါတယ်။ တရုတ်နဲ့အိန္ဒိယ UAE နိုင်ငံတွေကိုရည်ရွယ်ပြီးသူကပြောပါလေကျွန်တော်တို့ကကမ္ဘာမှာလဲချမ်းသာတဲ့နိုင်ငံပါဒါပေမဲ့ကျွန်တော်တို့ရဲ့အရင်းမြစ်တွေကအကန့်အသတ်မဲ့မဟုတ်ပါဘူးကျွန်တော်တို့မှာနိုင်ငံကျွေးမိတွေရှိတယ်တခြားဦးစားပေးစဉ်းစားစရာတွေလည်းအများကြီးရှိတယ်ဒါတွေအားလုံးကိုပြန်တွက်ချက်ဖို့အချိန်ရောက်ပြီကျွန်တော်တို့တနိုင်သမျှကူညီမယ်မကူညီဘူးလို့မပြောဘူးဒါပေမဲ့ကျွန်တော်တို့လုံးဝမဲ့တခြားကိစ္စတွေရှိသေးတယ်လို့ပြောချင်တာပါတရုတ်ကချမ်းသာတဲ့နိုင်ငံပါအိန္ဒိယကလည်းချမ်းသာတယ်အရှေ့လက်ပိုင်းနိုင်ငံတွေကလည်းချမ်းသာပါတယ် ဥရောပနိုင်ငံမှာလည်းချမ်းသာတဲ့နိုင်ငံတွေအများကြီးပါဒီလိုအများကြီးရှိတဲ့နေရာမှာသူတို့ကလည်းထဲ့ဝင်တင်တာဗောလို့နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလုတ်ခဲ့တဲ့ပြင်အား9.8 register scale ရှိတဲ့ငလင်ကြီးကြောင့် AB 3နှစ်အထိတေဆုံးသူ3145ဦးရှိက4500ကျော်ထိခိုက်ဒဏ်ရာရပြီး200ကျော်ပျောက်ဆုံးနေစေဖြစ်ပါတယ်။ American ကမြန်မာငလင်တုံ့ပြန်ရေးအတွက်ဒေါ်လာ2သန်းထည့်ဝင်လှူထဲမယ်ဆိုပါတယ်။ American ဟာဖွဲ့ဝင်3ဦးပါကဲဖြတ်ဖွဲ့ကိုဆေးလွတ်မယ်ဆိုပေမဲ့ လလောဆယ်မြန်မာအာဏာပိုင်နေစကဗီဇာရရှိဖို့ပြဿနာကြောင့်နှောင့်နှေးနေတယ်လို့တော့ကနမှုသိရပါတယ်။အမေရိကန်ဟာပြီးခဲ့တဲ့နှစ်တွေကကမ္ဘာတဝန်းဖြစ်ခဲ့တဲ့ဆူနာမီတွေငလင်အနေနဲ့တခြားသဘောဘီအန်နီတွေကိုတုံ့ပြန်ရမှာအသက်ပေါင်းများစွာကိုကယ်ဆယ်ဖို့ကျွမ်းကျင်ကယ်ဆယ်သမားတွေကိုပုံမှန်ဆစ်လုပ်ခဲ့ပါတယ်။ USA ဖြတ်သိမ်းခံရတဲ့အတွက်အမေရိကန်ဟာငလင်တုံ့ပြန်ရေးမှာနှောင့်နှေးနေတယ်ဆိုတဲ့ဝေဖန်မှုတွေကိုတော့ဘာကော်ရီဗီကပယ်ချပါတယ်။မြန်မာနိုင်ငံကကယ်ဆယ်ရေးလုပ်ဖို့အလွယ်ကူဆုံးနေရာမဟုတ်ဘူးဗျာ။လက်ရှိ မြန်မာအနာပါရီနဲ့အမေရိကန်ကလည်းတိတ်အဆင်ပြေတာမဟုတ်ဘူးအမေရိကန်လုတ်ချင်တဲ့ပုံစံကိုလည်းသူတို့ကခွင့်ပြုမှာမဟုတ်ဘူးလို့ဆိုပါတယ်ဒါအပြင်ထရန်ရဲ့အစိုးရစိတ်ဖျက်တောက်ခြင်းကြောင့်သဘောအဘေးကာလာတွေအမေရိကန်တုံ့ပြန်စွမ်းဘလို့အားနည်းသွားတာကိုအမေရိကန်မပါဝင်နိုင်မှုကပြသနေကြောင်းလက်ရှိအမေရိကန်ရရှိဟောင်းတွေကပြောပါတယ်မြန်မာငလျင်အတွက်နောက်ဆက်တွဲအနေနဲ့အမေရိကန်ကဒေါ်လာ9သန်းထပ်ပေးက EU က Euro 3သန်းထောက်ပံ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာငလျင်ဘေးဒဏ်သင့်သူတွေကိုကူညီပံ့ပိုးဖို့ အမေရိကန်ပြည်ထောင်စုကဒေါ်လာ9တန်းထပ်တိုးရမွေဖြစ်သုံးပြုသွားမယ်လို့ရန်ကုန်မြို့အမေရိကန်တန်ယုံကအပီငါရဲ့နေ့မှာသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မလ30ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့အမေရိကန်ဒေါ်လာ2တန်းနဲ့ခုထပ်ပေးမဲ့ထောက်ပံ့တွေကိုငလင်းဘေးတန်တဲ့နေရာတွေမှာလိုအပ်နေတဲ့အရေးပေါ်နာခွေရစားနေရိတ်ခါဆေးဝါးတောက်သုံးရည်တွေကိုထောက်ပံ့ပေးတော်မယ်လို့ဆိုပါတယ်။ဥရောပသမဂ္ဂကလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်တုံ့ပြန်မှုအနေနဲ့ရိုးသုံးသန်းကိုထောက်ပံ့ပေးခဲ့ပြီးတန်ချိန်80ရှိတဲ့ အရေးပေါ်ထောက်ပံ့ပစ္စည်းတွေကလည်းမြန်မာနိုင်ငံကိုရောက်နေပြီလို့ AB 9ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါအပြင်လက်ရှိစီမံကိန်းတွေရဲ့ရမုံငွေတွေထဲကရူ6တန်းကိုလည်းမြေပြင်မှာလုပ်ကန်နေတဲ့မိဖက်တီကနေတဆင်းငလင်တန်တဲ့ဒေသတွေကိုထောက်ပံ့ပေးနေတယ်လို့သိရပါတယ်။လက်ရှိမှာတော့ငလင်တန်ကိုအစိုးရအဆုံးခံခဲ့ရတဲ့မန္တလေးမြို့ကြီးမှာဗားတွေဆက်ဖြစ်နေလဲကြည့်ရအောင်မြော။ AB လောက်လည်းရနေဆိုရင်မြန်မာပြည်မှာငလင်ကြီးလုတ်ခဲ့တာ သတင်းတပတ်ပြည်ပြီဖြစ်ပါတယ်။မန္တလေးတိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးတပတ်ပြည်တဲ့အထိပြိုကျအဆောက်အုံတွေကြားထဲမှာအသက်ရှင်ကျန်းရင်းသူတွေကိုကယ်ထုတ်နေစေဖြစ်တယ်လို့ပိတ်မိတည်ဆုံခဲ့သူတွေကိုလည်းတွေ့ရှိနေစေဖြစ်ပါတယ်။မန္တလေးမြို့တွင်ကနေရာတချို့မှာပြိုကျအဆောက်အုံတွေကိုရှင်းလင်းရေးဆောက်လုပ်ပေမဲ့တချို့နေရာတွေမှာတော့အဆောက်အုံတွေကိုရှင်းလင်းဖယ်ရှားပြီးရှာဖွေမှုကိုလက်မခံတာကြောင့်ပိတ်မိနေတဲ့သူတွေကိုတပတ်ပြည့်တဲ့အထိထုတ်လို့မရသေးပါဘူး။လူများပြပိတ်မိနေတယ်လို့ပြောဆိုချက်တွေရှိတဲ့ မန္တလေးက Great Wall Hotel ထဲမှာတော့ပိတ်မိနေသူတွေကို ငလင်လှုပ်ခတ်ခဲ့တာတပတ်ပြည့်တဲ့အထိကယ်ဆယ်နိုင်ခြင်းမရှိသေးဘူးလို့မိသားစုဝင်တွေကပြောပါတယ်။မန္တလေးက Great Wall Hotel ဟာငလင်ကြီးဖြစ်ခဲ့နောက်အလုံးလိုက်နီးပါးရိုင်းလဲလိုက်တဲ့အတွက်ကယ်ဆယ်ရေးတွေအများဆုံးရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ကယ်ဆယ်ရေးဖွဲ့တွေထင်သလောက်လုံခြုံရေးမရခဲ့ဘူးလို့ဆိုပါတယ်။ Great Wall Hotel မှာတပတ်ပြည့်တဲ့အထိပိတ်မိနေသူတွေရှိနေသေးပဲလို့မိသားစုဝင်တွေကပြောပါတယ်။ ဟိုတယ်ပြိုကျပြီးတပတ်မပြည့်ခင်မှာဟိုတယ်တဲပိတ်မိနေသူတွေကိုကယ်ဆယ်ပေးဖို့မိသားစုဝင်တွေငိုကြွေးတောင်းဆိုတဲ့ရုပ်သံဖိုင်လူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ် Great Wall Hotel ကိုငလင်းလှုပ်ပြီးနောက်တနေ့မလ29ရက်နေ့မှာပဲမိသားတက်ဖွဲ့ပါဝင်ရုရှားနဲ့တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီးကယ်ဆယ်ရေးစတင်ပါတယ်မလ31ရက်ညပိုင်းမှာဟိုတယ်ကတာဝန်ရှိသူတချို့ကြောင့်ကယ်ဆယ်ရေးလုပ်ငန်းရှင်တချို့ရပ်တန့်ခဲ့ရတာလို့ပိတ်မိနေသူတချို့ရဲ့မိသားစုဝင်တွေကပြောပါတယ် အပီ3နှစ်ထိတစ်စိတ်တစ်ပိုင်းရက်တန့်သွားတယ်လို့ဆိုပါတယ်အဲ့ဒီမှာအဲ့ဒီကိုရစ်ကြုံခဲ့သူဒါအပြင်ဟိုတယ်ထဲမှာမိသားစုကျန်ရခဲ့သူကတော့အဆောင်ပြူကြခြင်းမိမိဟာအပြင်တနေရာမှာရောက်နေတာကြောင့်အန်ဒီရဲကနေလုတ်ခဲ့တာလို့ဆိုပါလေဒါမဲ့ပြူသူမကလွမြောက်ဝင်မဲ့သူ့ရဲ့ကလေးငယ်နှုတ်ပါဝင်မိသားစုဝင်လေးဦးဟာဟိုတယ်မှာကျန်ရနေတာဖြစ်ပါလေလူများဟာပိတ်မိတဲ့ရက်ကြာလာတာကြောင့် အဆောက်အုံကိုဖြိုးချခွင့်ပေးဖို့မိသားစုဝင်တွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေက တောင်းဆိုပေမဲ့ဟိုတယ်တာဝန်ရှိသူတချို့ကကန့်ကွက်ခဲ့ပါတယ်။ဒါမဲ့အဲ့ဒီဟိုတယ်မှာတဲခိုတဲ့အဲ့တဲ့စင်ကိုလည်းဟိုတယ်တာဝန်ရှိသူတွေဘက်ကထုတ်ပေးခြင်းမရှိဘူးလို့သိရပါတယ်။ဟိုတယ်တစ်ဖက်မှာလည်းကယ်ဆယ်ရေးလုပ်ငန်းမြန်ဆန်အောင်ဟိုတယ်အဆောက်အုံဒီဇိုင်းပုံစံကိုဟိုတယ်ရဲ့တာဝန်ရှိသူတွေစီတောင်းဆိုခဲ့ပေမဲ့ 3D အခန်းပုံတချို့တော့ပြပြီးဒီဇိုင်းပုံကတော့ထုတ်မပေးသေးဘူးလို့မြေပြင်ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။အဆောက်အုံဒီဇိုင်းပုံဟာအဆောက်အုံတိဆောက်ပုံနဲ့အခန်းဖွဲ့စည်းပုံတွေကို စနစ်တကျဆွဲထားတာကြောင့်လေးကျင့်တင်ကြားထားတဲ့ကယ်ဆယ်ရေးအဖွဲ့တွေအတွက်ဒီပုံရတာနဲ့ကယ်ဆယ်မဲ့လမ်းကြောင်းဖြိုချမဲ့နေရာတွေကိုအမှတ်အသားလုပ်လို့ရတယ်လို့အင်ဂျင်နီယာတဦးကထောက်ပြပါတယ်။အဆောက်အုံကခံခန့်မှုရှိမရှိ ရေသွေးပြည့်မီမှုရှိမရှိဆိုတာဒီဇိုင်းကိုကြည့်တာနဲ့သိတယ်လို့ဆိုပါတယ်။ အဲ့ဒီဒီဇိုင်းပုံတစ်ခုပေါ်မှာကျူစီလို့ခေါ်တဲ့အရေးသွေးပိုင်းဆိုင်ရာစစ်ဆေးပစ္စည်းကြောင်းတာဝန်ခံရဲ့လက်မှတ်ပါသလိုစောက်လောက်ခွင့်ပြုတဲ့သက်ဆိုင်ရာဝန်ကြီးဌာနရဲ့လက်မှတ်တွေလည်းပါပါလေဒါပေမဲ့မန္တလေးမြို့ဘီသူကပညာရှင်တွေကတော့ပြိုလက်ဆအဆောင်ကိုထပ်ဖြိုချဖို့ဆိုတာမလွယ်ကူဘူးလို့ထောက်ပြပါလေ Grey Wall တဲ့ Color Defect Chain မှာဖုန်ကြီးကြောင်းတဲ့လူနေအိမ်တွေရှိပါတယ်အဆောင်ကိုဖြိုချတဲ့အခါပျက်စီးတွေကကားလမ်းဝင်ကျော်ပြီးတစ်ဖက်ကလူနေအိမ်တွေကိုထိခိုက်စေနိုင်ပါတယ် အကုန်လုံးကငလင်တန်ခံထားတာဖြိုချတာလွဲချွင်ရင် မလိုလားအပ်တဲ့အဖြစ်တွေပါဖြစ်သွားနိုင်တယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့တပတ်ပြည့်တဲ့မှာတော့ Great Wall Hotel ကိုရှာဖွေရင်းနဲ့ရှင်းလင်းရင်းတွေဆက်လုပ်နေပြီလို့ပိတ်မိသူတွေရဲ့မိသားစုဝင်တွေကပြောပါတယ်။ပိမိသူတွေတဲကအသက်80ရွယ်မျိုးသမီးကြီးတူကို AB4 ရဲ့မနက်ပိုင်းမှာပဲရှင်လေးရဲ့ကဲထုံနိုင်ခဲ့ပါလေ။စေယုံရေပေါ်ခံမှာကုပင်နေတယ်။မိသားစုဝင်တွေတော့တွေ့ခွင့်မရသေးဘူးဆိုပါလေ ဒါအပြင်နောက်ထပ်အသက်ရှင်ကျန်တဲ့မျိုးသမီးတူဦးကိုလည်းရှာဖွေတွေ့ရှိတာပြီးပိတ်မိနေတဲ့နေရာမှာပဲအောက်ဆီဂျင်ပေးရင် ကုသမှုတချို့လုပ်ပေးနေတယ်ဆိုပါတယ်ငလျင်လောက်ပြီးတပတ်ကြာတဲ့အထိ Grey War Hotel ကနေကိုဝင်6လရှိတဲ့မျိုးသမီးပါဝင်3ကဲထုံးနိုင်ပြီးရုပ်လောင်း2လောင်းရှာဖွေတွေ့ရှိထားတယ်လို့မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ် Grey War Hotel မှာအဆောက်အအုံနှစ်ခုရှိပြီးအထက်၈ထက်စီရှိပါတယ် လင်ကြောင့်အဆောင်အုံတစ်ခုစီရဲ့အောက်ဆုံးနှစ်ထပ်ရေပြင်ကြီးတိုင်းမြေကြီးထဲပြိုကျကျုံဝင်သွားတာပါ။နောက်အဆောင်အုံရဲ့အောက်ဆုံးသုံးတပ်ကတော့တိမ်ဆောင်ကျုံဝင်ခဲ့တာပါ။ငလင်လို့တဲ့တပတ်ပြည့်တဲ့ AP 4ရဲ့နေ့မှာသုံးတပ်အဆောင်အုံကိုရုရှားကစေအဖွဲ့တွေကစတင်ဖြိုချပါလိမ့်။မြေအောက်ကိုနှစ်ထပ်ထိကျုံဝင်နေတဲ့အဆောင်အုံတွေကိုတော့တရုတ်ကစေအဖွဲ့ကတာဝန်ယူထားပြီးပိတ်မိနေတဲ့သူတွေအသက်ရှင်ကျန်ရင်းရှိမရှိအသံလိုင်းတွေနဲ့ရှာဖွေနေတယ်လို့သိရပါလိမ့်။ ရလော့စင်မှာတော့ကယ်ဆယ်ရေးတွေဆက်လုပ်နေတယ်ပဲလို့သိရပါတယ်ဒါပေမဲ့ငလင်ကြောင်းပြိုကျခဲ့တဲ့မန္တလေးမြို့တွေကနာမည်ကြီးအဆောက်အုံတချို့မှာပဲကယ်ဆယ်ရေးဖွဲ့တွေရောက်နေပြီမြို့တွေကလူနေအများစုနဲ့တခြားအဆောက်အုံတွေမှာကယ်ဆယ်ရေးမလာလို့မထုံနိုင်သေးတဲ့အလောင်းတွေရှိနေတုံးပဲလို့မြို့ကန်တွေကပြောပါတယ်မန္တလေးမှာပြုခဲ့တဲ့ Sky Villa Condo နဲ့ Golden County Hotel အပါအဝင် ဘာသာရေးဆောင်၅ခုတဲ့မင်းထဲမှာကယ်ဆယ်ရှင်းလင်းရေးဆက်လုပ်နေတယ်လို့တော့သိရပါလေမြို့ကန်တချို့ကလူမှုကွန်ရက်တွေမှာတော့ပြိုကျပိတ်မိတည်ဆုံးနေတဲ့ရုံလုံးတွေကလည်းအနံ့တွေထွက်တာကြောင့်အနီးနားဝန်းကျင်ကလူတွေနေမရဖြစ်နေတယ်လို့យေတာထားပါလေပိတ်မိနေသူတွေကိုကယ်ထုတ်ဖို့နဲ့ပျက်စီးတွေကိုရှင်းလင်းဖို့ကယ်ဆယ်ရေးပစ္စည်းတွေကမလုံလောက်ပါဘူးလို့လူမှုကွန်ရက်အဖွဲ့၃ဘွဲ့ထက်မနည်းကပြောပါတယ် နိုင်ငံတကာကယ်ဆယ်ရေးတွေစီကပါတဲ့စက်ပစ္စည်းကုရိယာတွေပဲအကူအညီရတယ်လို့ဆိုပါတယ်။ဒါပေမဲ့နိုင်ငံတကာကယ်ဆယ်ရေးဖွဲ့တွေလည်းကန့်သက်ရှိတယ်လေ။အတုံးများတဲ့ပစ္စည်းတမျိုးပဲပါလာတာ။ပစ္စည်းတစ်ခုလိုတိုင်းစင်သစ်မရှိဘူးလို့ဖွင့်ဝင်သူကပြောပါတယ်။ပစ္စည်းကုရိယာလိုတိုင်းအချိန်ယူပြီးလိုက်ရှာလိုက်ခါတော့ပြိမိသူတွေကိုအရေးပေါ်ကယ်ဆယ်ရမယ့်ခြေအနေမှာအဲ့ဒီလူတွေအတွက်အသက်ရှင်ဖို့ခွင့်လန်းပိုနှဲစေတယ်လို့ကယ်ဆယ်ရေးလုပ်နေသူတွေကဆိုပါတယ်။မန္တလေးငလျင်ကြောင့် Sky Villa ကိုလိုနဲ့ Hotel စေလုံးထံမှနေပြင်တခြားလူနေအိမ်ပေါင်းများစွာပြိုကျပျက်စီးခဲ့တာဖြစ်ပါလေ။မြန်မာနိုင်ငံမှာ AB လအတွင်းနောက်ဆက်တွဲငလီငယ်လေးတွေဇက်တိုက်လှုပ်ခတ်နိုင်တယ်လို့ USGS ကတီးပေးထုတ်ပြန်ထားပါလေ။ AB လလရင်နေ့ American ဘူမိဆိုင်ရာသုတေသနအဖွဲ့ USGS ခံမှန်းချက်အရလာမယ့် AB 17ရက်နေ့အထိနောက်ဆက်တွဲငလီငယ်လေးဇက်တိုက်ဖြစ်ပေါ်နိုင်ပါလေ။ အင်အားသုံးနဲ့ထက်ရှိတဲ့နောက်ဆက်တွဲငလင်ငယ်ဖြစ်ပေါ်နိုင်ခြေ69ရာခိုင်နှုန်းရှိပြီးနှစ်ကြိမ်မှ22ကြိမ်ထိဖြစ်နိုင်ပါတယ်။အင်အား9နဲ့ထက်ရှိတဲ့နောက်ဆက်တွဲငလင်ငယ်ဖြစ်ပေါ်နိုင်ခြေ54ရာခိုင်နှုန်းရှိပြီး၄ကြိမ်ထိဖြစ်ပေါ်နိုင်ပါတယ်။အင်အား6နဲ့ထက်နောက်ဆက်တွဲငလင်ငယ်ဖြစ်ပေါ်နိုင်ခြေ100ရာခိုင်နှုန်းရှိပြီး2ကြိမ်လောက်တော့ဖြစ်နိုင်ပါတယ်။အင်အား9နဲ့ထက်ရှိတဲ့နောက်ဆက်တွဲငလင်ဖြစ်ပေါ်နိုင်ခြေကတော့တော်တော်လေးအလားအလာနေတယ်လို့သိရပါတယ်။ ငလင်ကြီးများဖြစ်နိုင်ကြတော့အလားအလာမရှိသလောက်နှဲပါတယ်လို့သိရပါတယ်။မလ28မောလွယ်12:50မိနစ်3ည2စက္ကန့်ချိန်မန္တလေးမြို့နယ် AR Richter Scale 9.8ရှိမြေငလင်ကြီးလှုပ်ခဲ့ပြီးငလင်ဗဟိုချက်မြေမျက်နှာပြင်အောက်30ကီလိုမီတာခန့်กว่าမှာလှုပ်ကပ်ခဲ့တဲ့အတွက်ထိခိုက်မှုကြီးမာပြီးလူသေဆုံးမှုနဲ့ဒဏ်ရာမှုများခဲ့တာဖြစ်ပါတယ်။စကိုင်းပြည့်၍ဤဖြစ်ပေါ်တဲ့အဲ့ဒီငလင်ကြောင့်စကိုင်းပြည့်၏ပေါ်မှာ မီလာရွေရှောင်းမှုဟာအလျား460ကီလိုမီတာနဲ့အကျယ်15ကီလိုမီတာခန့်ရှိခဲ့တယ်လို့ခန့်မှန်းကြောင်းအမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ USGS ကပြောပါတယ်အဲ့ငလင်ကြီးလောက်ခတ်ပြီးနောက်နောက်ဆက်တွဲငလင်ငယ်85ကျင်းလောက်ခဲ့ပြီးယနေ့တရက်ထဲမှာငလင်ငယ်9ကျင်းလောက်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ် ထိုင်းကဲ့သို့ရေးဖွဲ့ရာနေပြည်တော်ကိုဆက်လက်ပြီးတော့ရောက်ရှိလာတယ်လို့သိရပါတယ်။အဲ့ဒီထိုင်းကဲ့သို့ရေးဖွဲ့ဟာမန္တလေးမှာခြေဆိုင်ပြီးကုညီကဲ့သို့ရေးလုပ်ငန်းဆောင်ရွက်မယ်ဆိုပါတယ်။မြမငလင်ဘေးအတွက်ထိုင်းရေးပေါ်လှုပ်ရှားမှုအဖွဲ့နှစ်မှာတပ်ဖွဲ့ဝင်55ဦးဟာဒီနေ့မှာပဲနေပြည်တော်ကိုဆက်လက်ရောက်ရှိလာပြီလို့သိရပါတယ်။အဲ့ဒီထိုင်းကဲ့သို့ရေးအဖွဲ့ဝင်ဟာဒုတိယမြောက်အဖွဲ့ဖြစ်ပြီးတော့ဒီအဖွဲ့ဟာမန္တလေးမှာအဓိကထားပြီးကုညီကဲ့သို့ရေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ အဓိကအပြင်ဘေးအနေနဲ့လူမှုဖူလုံကိစ္စကူညီမယ်လို့ဆိုပါတယ်အရေးပေါ်စစ်တပ်ဖွဲ့အစအုံပြုပြင်ထိန်းသိမ်းရေးဖွဲ့တွေပါပြီးတော့ AB 6မှ26ရက်နေ့ဒီမန္တလေးမြို့တွင်ခြေဆိုင်ကဘေးအနေနဲ့လူမှုဖူလုံရင်ဆိုင်အောင်ကူညီကယ်ဆယ်တာဝန်တွေဆောင်ရွက်တော်မယ်ဆိုပါတယ်အဲ့ဒီအဖွဲ့ဟာမလ30ရက်နေ့ကပထမကြိမ်နေပြီးတော့ရောက်ရှိပြီးရှာဖွေကယ်ဆယ်ရေးကုသရေးနဲ့လူမှုလှုပ်ရှားရေးတာဝန်ရှိသူတွေကိုဆောင်ရွက်ခဲ့တဲ့ထိုင်းရေးပေါ်လှုပ်ရှားမှုအဖွဲ့တည်းရဲ့ကုညီကယ်ဆယ်တာဝန်ကိုဆက်လက်လွှဲပြောင်းလက်ခံယူတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံအနေနဲ့ငလင်းတန်းကို တွေ့ကြုံခံရပေမယ့်မြန်မာနိုင်ငံပေါ်စဉ်ဆက်မပြတ်ကူညီကယ်ဆယ်ပေးခြင်းဟာမိတ်ဆွေကောင်းပိသားစွာနဲ့တအားသွေးကူညီပေးတဲ့စည်ရင်ကိုထင်ဟပ်စေပါတယ်ဆိုပြီးထိုင်းပြည်အတန်ရုံကတော့ထုတ်ပြန်ထားပါတယ်။မန္တလေးနေပြည်တော်နဲ့အစကိုင်းတို့မှာနိုင်ငံတကာစေပညာဖွဲ့ကကျန်းမာရေးဆောင်ရှားမှုတွေပေးနေပြီးအမေရိကန်ခြေစပ်ကျန်းမာရေးဖွဲ့ကယာယီစည်းဝံတည်ဆောက်ဖို့ဆွေးနွေးနေတယ်လို့သိရပါတယ်။မန္တလေးနေပြည်တော်စကိုင်းတို့မှာဂျပန်တရုတ်ဘူတန်နဲ့ရုရှားပေါ်ဝင်နိုင်ငံတကာစေပညာဖွဲ့ကယာယီစည်းဝံစည်းကမ်းတွေဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ်အမေရိကန်ဖွဲ့ကတော့ရွေးရှားခွဲစစ်ကံနှခံအရေးပေါ်လူနာကြီးစုစစ်ဆေးတဲ့ဌာနပြင်ပလူနာဌာနတပ်ခွဲကံပေါင်တဲ့ယာယီစေုံတိဆောက်ဖို့အတွက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်တရက်ကိုလူနာဦးရေ100မှ150တိကုသမှုပေးနိုင်ဖို့ရေရရှိဖို့လဲပူပေါင်းဆောင်ရွက်မယ်လို့ဆိုပါတယ်ဂျပန်တဘောဘီယန်ဆန်ရေးပေါ်ကယ်ဆယ်ရေးဖွဲ့ကလည်းမန္တလေးစီပင်သာရေးကော်မတီရုံး82လမ်းနဲ့82လမ်းကြားမှာစီကူတာဖို့ ဖွင့်လှစ်လိုက်ပြီလို့ဂျပန်တန်ယုံကထုတ်ပြန်ပါတယ်ရုရှားစေပညာဖွဲ့ရဲ့မန္တလေးသီးဘောလုံးကွင်းမှာ၎င်းအိန္ဒိယစေပညာဖွဲ့ဟာချမ်းမြာတာစီလီယင်ကွင်းအဟောင်းမှာ၎င်းတရုတ်စေပညာဖွဲ့ဟာမန္တလေးလမ်း30 82လမ်းနဲ့83လမ်းကြားမှာ၎င်းဘူတန်စေပညာဖွဲ့ဟာပြမနာပေါလုံးအကစားကွင်းမှာ၎င်းယာယီစေပိကန်နဲ့ဖွင့်ပြီးတော့စေကုသပေးနေပါတယ်စကိုင်းအထက်ကနှစ်စကိုင်းကျောင်းဝင်းနဲ့ပျော်ပွဲတို့မှာလည်းစေပညာဖွဲ့တွေကစေကုသပေးနေပါတယ် ရုရှားနိုင်ငံဖိလစ်ပိုင်နဲ့ဘင်္ဂလားဒေ့ရှ်မှာစီးအဖွဲ့တော်ဟာနေပြီးတော့ဇမုတိမြို့နယ်ပြည်သူ့စေယုံဂရင်ငါရဆန်မှာကျမ်းမာရေးဆောင်ရှောက်မှုတွေပေးနေတယ်လို့ကျမ်းမာရေးဝန်ကြီးဌာနထုတ်ပြန်ကြေညာသိရပါတယ်။ငလင်းတန်အပြင်းထန်သင်ခဲ့တဲ့မြန်မာနိုင်ငံကိုဒေါ်လာတန်20ထပ်ပါဖို့ Quad ဖွဲ့ဝင်နိုင်ငံတွေကကတိပြုပါတယ်။အိန္ဒိယ၊ Austria ၊ Japan ၊ American တို့နဲ့ဖွဲ့စည်းထားတဲ့ Quad ဖွဲ့ဝင်နိုင်ငံတွေအပူးတွဲထုတ်ပြန်ချက်ကဖော်ပြခဲ့ပြီး မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးပစ္စည်းတွေပေးရကရေးပေါ်စီးပွားဆိုင်ရာဖွဲ့တွေဆေလွတ်နေတယ်လို့ပြောပါတယ်။တရုတ်က မြန်မာမြင်းလင်းပေးအတွက်ဒေါ်လာ73.6တန်းတန်ကျစီကယ်ဆယ်ရေးပစ္စည်းတွေပေးဖို့ကတိပြုထားပြီး American ဆိုရကကယ်ဆယ်ရေးလုပ်ဖို့လှစ်လျူရှုထားချိန်မှာပူးတွဲကြီးညာချက်ထုတ်ပြန်ခဲ့တာပါ။ကွတ်ဖွဲ့ဝင်ဖြစ်တဲ့အိန္ဒိယနိုင်ငံကမြန်မာနိုင်ငံကိုအစားအသောက်စေဝါပါဝင်ကယ်ဆယ်ရေးပစ္စည်းတန်600ကျော်ပေးဖို့ပြီးရှောက်ဖွေးနဲ့ကယ်ဆယ်ရေးဖွဲ့ဝင်80ဆေလွတ်ပါတယ်။လူသက်တေဆုံးမှု အခြေခံအဆောက်ထိခိုက်ပျက်စီးမှုတွေဟာရှိရင်ဆွဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျင့်တဲကိုအခြေအနေပိုဆိုးစေရို့ကွပ်ဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒါအပြင်လက်ရှိမြန်မာနိုင်ငံမှာပြည်ခရရစင်မှုကြိုးဆိုပြီးအဲ့ဒီအစီအမံတွေကိုလိုက်နာကြဖို့တောင်းဆိုထားတယ်ဆိုပါတယ်။မြန်မာနိုင်ငံကိုကယ်ဆယ်ပစ္စည်းတွေပေးပို့နေပြီးရေပေါ်စေဘဆိုင်ရာဖွဲ့တွေဆေးလွတ်ပြီးတော့ငလင်တန်သင့်ပြည်သူတွေကိုထောက်ပံ့ရေးမြန်မာနိုင်ငံမှာလုံဆောင်နေတဲ့မိဖွဲ့အဖွဲ့အားလုံးကိုပံ့ပိုးကူညီတယ်လို့ဥတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နောက်ထပ်တင်ပြပို့ပြောချင်ပါလိမ့်။နလင်တန်ကြောင့်ဖြစ်ခဲ့တဲ့ပျက်စီးဆုံးရှုံးမှုတွေကိုရှင်းလင်းလုပ်ငန်းဆောင်ရမှာမန္တလေးစီပင်က အခကြေးငွေတောင်းခံခြင်းမရှိပါဘူးလို့အတိအပေးထုတ်ပြန်ပါလိမ့်။ကယ်ဆယ်ရေးဆောင်မှုတွေဖန်ရှားရှင်းလင်းနဲ့ပတ်သက်ပြီးကိုကဲယုံမန္တလေးမြို့တော်စီပင်ကော်မတီယုံကိုဆက်သွယ်ဆောင်ရမ်းနိုင်အောင်မန္တလေးစီပင်က လူမှုကွန်ရက်မှာထုတ်ပြန်ထားပါလိမ့်။မျိုးတော်စီမင်သားရေးကော်မတီအနေနဲ့မန္တလေးမြို့နယ်လိုက်ငလင်တန်းတဲ့ဆောင်နယ်မြို့တွင်းလမ်းပိတ်ဆို့မှုမရှိဘူး တန်ရှင်းရေးနဲ့ပြည်စီမှုရှင်းလင်းဖယ်ရှားရေးလုပ်ငန်းတွေနေ့စဉ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ဒါအပြင်စီပင်ယုံဌာန14ခုယုံလုပ်ငန်းကိုလည်းအစိုးရယုံပရက်ကလွှဲပြီးကြံနေတယ်မှာပုံမှန်ဖွင့်လှစ်ဆောင်ရွက်နေတယ်ဆိုပါတယ်။ရခိုင်ဖွင့်လှစ်ထားကြတဲ့နေရာတွေကငလင်တန်ကျောက်အဆောင်တွေထိခိုက်ခဲ့လို့ပြန်လည်ဆစ်ဆင်းနေလို့အရင်နေရာတွေမှာဖွင့်လှစ်ခြင်းနိုင်ခြင်းတော့မရှိကြအောင်ဒါပေမဲ့နေရာအစ်မှာ ပြန်လဲပြောင်းချွေဖွင့်လှစ်ထားကြောင်းငလျင်တန်ကြောင်းအပျက်စီးတွေဖယ်ရှားရှင်းလင်းရမှာလေ ကယ်ဆယ်လုပ်ငန်းရှင်းလင်းလုပ်ငန်းတွေဆောင်ရွက်ရမှာမန္တလေးစီပင်နေနဲ့အခကျင်းဝင်လုံးဝတောင်းခြင်းမရှိကြောင်းစီပင်ကထုတ်ပြန်ထားတာဖြစ်ပါတယ်မန္တလေးနဲ့နေပြည်တော်မှာရှိတဲ့ငလင်တန်ခံရတဲ့အဆောင်တွေကိုစီစစ်တဲ့အခါမှာစံချိန်စံညွန်30ချက်မပါဝင်ပဲလူနေထိုင်မှုရမရတာအဓိကစစ်စစ်မယ်လို့မြန်မာနိုင်ငံအင်ဂျင်နီယာတင်းကျုံမှတောင်းဝန်ရှိသူတို့ကပြောပါတယ်ငလင်တန်ခံရတဲ့အဆောင်တွေအခြေအနေစနစ်တကျစစ်စေးစီစစ်မှုအများဆုံးလုပ်မှာဖြစ်ပြီးလောအားပေးလိုတဲ့အင်ဂျင်နီယာတွေကိုလည်းခေါ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ကခေါ်ဆိုထားပါတယ်လုပ်ငန်းကမစနိုင်သေးဘူးစီစစ်မဲ့လုပ်ငန်းစတော့မယ်ဆိုရင်တော့ကျင်ညာမယ်လို့ဆိုပါတယ်လုပ်ငန်းပမာဏအလွန်ကြီးမားလို့စီစစ်မှုဆောင်ရွက်နိုင်ဖို့လောအပင်းအင်ဂျင်နီယာကိုကြီးအထူးလိုအပ်တယ်လို့ဆိုပါတယ်နေပြည်တော်မန္တလေးအခြားမြို့ကြီးတွေမှာငလင်ဒန်သင်းအဆောက်အုံတွေကိုမြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနဲ့လည်းပူးပေါင်းဆောင်ရွက်ပြီးတော့စစ်ဆေးမယ်လို့မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ကထုတ်ပြန်ပါတယ် မြန်မာနိုင်ငံမှာငလင်ကြီးကြောင့်စကိုင်းမန္တလေးနေပြီးတော့ရှမ်းတောင်နဲ့ပဲခိုးတော့မှာလူခန်းစားခဲ့ရပြီးပြည်သူ3000ကျော်သေဆုံးကပျောက်ဆုံးသူရာနဲ့ချေရှိပါတယ်။ဆိုးဝါးတဲ့ငလင်နဲ့တူနောက်ဆက်တွဲငလင်လှုပ်ခတ်မှုတွေကြောင့်မန္တလေးနဲ့စကိုင်းရှိပြည်သူတွေဟာဒီနေ့အထိလမ်းမေးပလက်ဖောင်းတွေမှာအိတ်နေရပြီးလက်ရှိချိန်မှာတော့စားနေရိတ်ခါနေစရာထိုင်စရာအစားအညစ်အကြေးစွန့်ဖို့ပေါ်ပါစမှုနေရာတွေအထူးအဓိကလိုအပ်နေတယ်လို့သိရပါတယ်။